ချင်းလေးလက်တွေထုံကျင်တာဖြစ်ဘူးတယ်မလားယာတိဥဒုအေးလို့လည်းမဟုတ်ဘဲမကြကနာထုံကျင်တာကနေရခက်စေပါဗါဗီတာမင် B တွဲအားနေခြင်းကအယုံကြောတွေကို ဖုံးအုပ်ပေးထားတဲ့အကာအကွယ်လွှာတွေကိုထိခိုက်ပျက်စီးစေနိုင်ပြီးတော့တခြားဥလန်းဆောင်ယောဂါတွေကြောင့်လည်းဗီတာမင်စိတ်ဝင်နိုင်စွမ်းကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ် အရင်ကဆိုရင်ပို့လာမှာမဟုတ်တဲ့အေးအေးဓာတ်လောက်ကိုခုမှအရန်ချက်တက်နေတာမျိုးနက်နက်အေးရနဲ့ကိုကခက်ခိုက်တုံနေတာမျိုးခံစားရတယ်ဆိုရင်သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်နော်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းထဲမှာ B-drip ဓာတ်မလုံလောက်လို့သွေးနီဥရီနေတာဖြစ်စေနိုင်ပါတယ်ဒါဆိုရင်ခြေပြလက်ပြတွေအေးဆက်လာပြီးတော့တဆတ်ဆတ်တုံပြီးချက်တက်တာမျိုးပေါ့နော်အုံနောက်ရဲ့လုံဆောင်ချက်တွေကမောက်ကမဖြစ်လာခြင်းကလည်းအာယုံကြောအနှဲတာဖြစ်နိုင်ပါတယ်။စိတ်တက်ကြတာ၊အာယုံရှုပ်ထွေးတာ မိတ်တက်လာတာအာယုံစူးစိုက်မရတာတွေကဗီတာမင် B12 အားနည်းရာကနေဖြစ်လာတဲ့ယောဂလက္ခဏာတွေပဲဖြစ်ပါတယ်။လူကအားနည်းသလိုဖြစ်နေတယ်၊ကြက်သားတွေအားမရှိဘူး၊ပင်မနှုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင်ဒီလက္ခဏာတွေကပိုဆိုးလာတာပဲဖြစ်ပါတယ်။ကြာလာတယ်ဆိုရင်တော့ဆယ်ဝန်ပြပြီးတော့အားစေးတောက်တုံးသေးရင်တောက်တုံးရပါမယ်နော်။ နှလုံးခုန်မြန်တာကလည်းအောင်ကျောအနှဲနေတဲ့လက္ခဏာတွေထဲမှာပါဝင်ပါတယ်။ကြက်သားကြက်ဦးငါးတို့ကနေပြီးတော့ဗီတာမင် B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်းစိတ်အတက်ကြမြန်ခြင်းနဲ့အာရုံကြောထိခိုက်ခြင်းတခြားပြင်းထန်တဲ့ရောဂါတွေပြင်ဝမ်းချုပ်ဓာတ်တွေရောဖြစ်လာစေနိုင်ပါတယ်။သဖုံဒါမှမဟုတ်ရှာမအနာလေးတွေဖြစ်လာတယ်ဆိုရင်လဲဗီတာမင် B12 အားနေတာသွေးအားနေခြင်းတခြားဒါမှမဟုတ်ရင်တခြားယောဂါအကြောင်းရင်းတစ်ခုခုကြောင့်လည်းဖြစ်တတ်ပါတယ် ခတွင်းပြက်တာအရန်ပိတ်သွားတာစတဲ့အစာရင်နဲ့ဦးလန်းချမ်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ကိုယ်ထဲမှာဗီတာမင် B12 ပမာဏချို့တဲ့လို့ရင်ဆံဝန်ပြပြီးတော့တင့်တော်တဲ့ဗီတာမင်အားစေးကိုပြီးဝဲတောက်သုံးနေပါတယ်။